ဗိုက်တာမင် A လို့ပြောလိုက်တာနဲ့ retinol မျိုးစားတစ်ခုတည်းနဲ့လာတာမဟုတ်ဘူးဗိုက်တာမင် A ဆိုတာကြောင့် supplement အနေနဲ့လာတတ်တယ်ဆေးကူးတဲ့ medical dose အနေနဲ့လည်းရှိတတ်တယ် cream တွေအနေနဲ့လည်းရှိတတ်တယ် skin supplement တွေ skin ဒီ skin care တွေထဲမှာပါမျိုးတွေအနေနဲ့ပုံစံအမျိုးမျိုးနဲ့ဟိုကိုလာတယ်အစားအသောက်တွေစီရနေလည်းရတယ်ဆိုတော့ဗိုက်တာမင် A ဆိုတဲ့ခေါင်းစဉ်အကြီးအောက်ကနေပြီးတော့ခွဲထွက်သွားတယ်သူရဲ့အသုံးပြုတဲ့ပုံစံလေးကိုဒီဗီဒီယိုမှာဘူးတူတာအနေနဲ့နားထောင်အောင် ဒေါက်တာယူရီပါအလှပရေးရာဆောင်ဝန်ဖြစ်ပါတယ်။ဒါတော့မှလက်ရှိ service ပေးနေရကကြတော့101 consultation ရှိမယ်။ကိုယ့်ရဲ့အရေးပြားအကြောင်းလေးတွေကိုဆွေးနွေးခြင်းနဲ့အာဒီ scheme ပြဿနာလေးတွေကိုပြောစင်တယ်ဆိုရင်တော့အတယောက်ချင်းစီကိုဒေါ်လာလူနာကြည့်ရလေးကို online ကနေပြီးတော့လုပ်ပေးရဲ့နောက်တစ်ခုကသင်တန်းနှစ်ခုရှိရဲ့ပထမတစ်ခုကကျတော့ filler အကြောင်းသိကောင်းစရာဆိုတဲ့အကြောင်းလေးရဲ့နောက်တစ်ခုကကျတော့ degree သင်ရှင်မှုနဲ့အနန္တန်ကင်းစင်ခြင်းဆိုတဲ့အကြောင်းလေးရဲ့ဖြစ်တယ်။ဒါတွေအကုန်လုံးကကျတော့ subscription fees နဲ့တွားထားတာဖြစ်တာဖြစ်တဲ့အတွက်အဲဒါတွေကို join စင်တယ်ဆိုရင်တော့ Facebook မှာဒေါ်လာ UU လို့ရှာလိုက်ပါတွေ့ရချိန်ချင်းချက်ပေါက်ကိုတစ်ခါရေးတန်းသွားပြီးတော့ကို join channel ဟာလေးကို admin ကိုပြောလို့ရပါတယ်။ ဗိုက်တာမင် A ဆိုတာကြောင့်တို့ခန္ဓာကိုယ်ထဲမှာအရင်ဟုတ်ကိုအရေးပါတယ် essential micronutrient အနေနဲ့ပါဝင်တာဖြစ်ပါတယ်သူက fat soluble vitamin ဖြစ်တယ် so fat soluble လို့သုံးလိုက်တာ ਨੇ တို့ဒီ ူ့ရဲ့ daily requirement ကိုကျွန်တော်တို့ဒီလေးစားရမယ်သူ့ရဲ့ daily requirement ကအရင်အရေးကြီးရဆိုတော့သိရမယ်ဘာလို့ဆို fat soluble ဆိုတဲ့အရာတွေအကုန်လုံးဒီခန္ဓာကိုယ်ထဲမှာတင်ထားတာဖြစ်တယ်အဲတကယ်လို့ကို high dose တွေပါတွေတောက်မိရဆိုရင်ခန္ဓာကိုယ်ထဲမှာပဲရှိပြီးတော့ toxicity level လောက်ထိအနေနဲ့ခန္ဓာကိုယ်ပြန်ပြီးအငြင်းရှိနိုင်တဲ့အနေထားလောက်ထိကိုပြန်ရောက်နိုင်ခြင်းဆိုတာကို fat soluble ဆိုတဲ့စကားလုံးကြားရတယ်ဒီလိုမျိုးတန်းပြီးရချိန်ထားရမှာဖြစ်တယ် ဆိုတော့ဗီတာမင် A ကလည်းပဲအဲ့ဒီထဲကပုံစံတစ်ခုဖြစ်တယ် the first soluble vitamin ဖြစ်တယ်အဲ့တော့ဗီတာမင် A ကကြတော့တောက်ဆင်းအနေနဲ့လာလားဆိုရင်တောက်ဆင်းအနေနဲ့ oral form နဲ့လာတယ်အာ treatment အနေနဲ့လည်းလာတယ်လို့တို့ရဲ့ဒီ skin health အတွက်လည်းလာတာမျိုးရှိတယ်ဆိုတော့ဗီတာမင် A ကို ဟိုခန္ဓာကိုယ်ထဲမှာလုံးဝ deficient ဖြစ်သွားတယ်ချို့တက်သွားတယ်ဆိုရင်ဘာတွေဖြစ်လာရဲဆိုရင်ညာဘက်ဆိုရင်မျက်လုံးမမြင်ရတာ night blindness လို့ခေါ်တယ်နောက်တစ်ခုကကျတော့အရင်နေ့အရေးပြားဒီမျက်လုံးနေဆိုလုံးဝ၆တာအမြင်ရင်လုံးဝမထွက်တာလုံးဝ၆တာအရင်ရတာအဟောက်တော့0တာပြရလို့ခေါ်တယ်ဒီလိုမျိုးနေထားဖြစ်တယ်ဆိုရင် blindness ရဖို့အတွက်ကို risk ကိုပိုများတယ်ပြီးတော့နောက်တစ်ခုကမြင်တဲ့ immune တွေကျနေရရှူနာဆိုင်ကုန်းဖြစ်နေရပေါ့နော်အဟာဒီက vitamin A deficiency လက္ခဏာလေးတွေထဲမှာပါတယ်အဲ့တော့ဒီလိုမျိုး deficiency ဖြစ်နေတာဖြစ်တဲ့အတွက်တကယ်တမ်းပြန်ကူတဲ့အချိန်ကျရင်ဆီယဝန်တွေကဗိုက်တာမင် A ကိုပြန်ပေးတဲ့အချိန်ကျရင်ပုံမှန်လိုအပ်တဲ့ daily requirement ထက်ပိုပြီးတော့ကို high dose level ကိုတို့တို့ဒီ short course အနေနဲ့သွားရတာဖြစ်တယ်ရက်အတူအနေနဲ့ကို high dose သွားရတာဖြစ်တယ်အဟအကြောင်းဒီဟာတွေကကြောက်ဆံဝင်နဲ့ပဲသွားရမယ်ဟိုကိုကကိုဟာငါ high vitamin A deficiency ဖြစ်နေလားမသိဘူးငါအ high dose တော့မယ်ဒီလိုမျိုးပုံစံနဲ့လုံးဝမလုပ်ရဘူးဒါအရင်အနေနဲ့များတယ်ဆိုတော့ကိုကကိုတန်တရားရှိရဆိုရင်ဆံဝင်သွားပြပြီးတော့ပြရမျိုးပဲလုပ်ရမယ်ဒါဆိုရင် beauty supplement အနေနဲ့ vitamin A ကိုထုတ်လားဆိုတော့ထုတ်တယ်အဲသူက carotenoids ဆိုတဲ့ဟို ingredients တွေအနေနဲ့လည်းသူလာတတ်တယ် beta carotene နဲ့လည်းလာတတ်တယ်တခါလေကျရင်တချို့ collagen collagen supplement တွေထဲမှာ ingredient one of ingredients အနေနဲ့တခါလေကြာရှိနေရမျိုးလေးရှိတယ်။သူကကြတော့ skin health အတွက်ပဲမို့လို့ daily requirement limit ထဲမှာဝင်နေရမျိုးဖြစ်တယ်လို့အောက်ကျနေရမျိုးလည်းဖြစ်တတ်တယ်ဒီလိုမျိုး beauty supplement နဲ့လာတဲ့ဟာတွေက။ပြီးတော့နောက်တစ်ခု vitamin A မျိုးစောက်တခြားနေရာမှာသုံးတာမျိုးလေးလည်းရှိရတယ်။သူကကြတော့ဒီလိုမျိုးခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဟာမျိုးမဟုတ်ဘူး။ synthetic အနေနဲ့အပြင်မှာထုတ်ဖော်ထားတဲ့ဟာဖြစ်တယ်။ဒါကကြတော့တို့ isotretinoin လို့လည်းခေါ်တယ်။ AC treating လို့လည်းခေါ်တယ်။ဒါ ာကကြတော့အရေပြားယောဂတွေကိုကုတဲ့အနေထားတွေမှာသုံးတာမျိုးတွေဖြစ်သွားပြီ psoriasis တို့ပြီးတော့ acne ဝက်ချံသမားတွေမှာတသက်ဟိုထုတ်လုပ်ထားတဲ့ဟာဒါလည်း vitamin E အမျိုးအစားຫນွေပဲဖြစ်တယ်ဆိုတော့တောက်ဆေးမာလင်ကိုကိုအုပ်စုလိုက်အုပ်စုလိုက်ကွဲနေရမျိုးတွေရှိတယ်ဆိုတာကိုသိထားမှာဖြစ်တယ် vitamin A လို့ပြောလိုက်တာနဲ့အရေပြားအတွက်လှဖို့ဆိုတဲ့တစ်ခုတည်းမဟုတ်ဘူးဆိုတာကိုတော့သိထားဖို့လိုလိမ့်မယ်အဲ့ဆိုရင်တည်ဟက်တာ daily requirement တို့ရဲ့ respect ရှိရမယ်လို့ပြောထားတယ်လေဆိုတော့အဟာတည်ဟက်တာဘာလဲဆိုတော့သူကကလေးမှာဆိုရင်တော့73 နှစ်အောက်ကလေးတွက်ဆိုရင်တော့သူ့ရဲ့ daily requirement vitamin A က300နဲ့600 microgram ဖြစ်တယ်အအသက်ကြီးပိုင်းမှာဆိုရင်900နဲ့900 microgram ရှိရမယ်ကိုဝင်ဆောင်ဆိုရင်တော့950 microgram no time me ခင်နေဆိုရင်တော့1200 microgram ကကြတော့ပြန်မြအားဖြင့်လိုအပ်တာဖြစ်ပါတယ်အဲ့တော့ဒါကိုကြည့်ချင်အားဖြင့်တစ်ခါလေကြာ marketing ထဲမှာ collagen တို့ဘာတို့တာလေဟာဒါ dose များတယ်ဘာညာဆိုပြီးတော့ marketing လောက်ရတာလွယ်ပြီးမြဒီလိုမျိုး vitamin A range ကိုဆိုရင်တော်တော်တို့ဒီလိုမျိုး high dose များမလို့ reserve ပို့ရ ရတယ်ဒီလိုမျိုးပုံစံနဲ့လုံးဝ marketing လုပ်လို့မရဘူးရလာခဲ့တယ်ဆိုရင်လည်းပဲဒါအနေရှိတယ်ဆိုတာကိုသိထားမှာဖြစ်ပါတယ်အဲ့ဆိုရင်အပေါ်ရေပြားပေါ်လိမ့်တဲ့အနေထားနဲ့ဗီတာမင် A ဘလို့လာတက်လဲဆိုရင်ကြတော့ဆေးအနေနဲ့ဆိုရင်တော့ဗီတာမင်အုပ်စုထဲမှာဆိုရင် adaptogen တို့ tritonoids တို့ tazarotin တို့ဆိုတဲ့အနေနဲ့လာတယ် ီဟာတွေဒီအရေပြားဆရာဝန်တွေခြံရတဲ့အဒီအနေထားမှာဖြစ်တယ်။လိမ့်နေဆိုရင်လည်းပဲဘလို့လိမ့်မှ side effect နေတယ်ဆိုတဲ့ပုံစံနဲ့တွားတာမျိုးဖြစ်ပါတယ်။ပြီးတော့နောက်တစ်ခုကကြောက် tritonoid ဆိုပါလို့ဆိုရင်လည်းအဲ့လိုပဲ။တကယ်ဒါတွေကကြောက်ဆရာဝန် prescription နဲ့တွားတာလိမ့်ကြီးတွေပြောတာပေါ့နော်။ဒါပေမဲ့ tritonoid ကိုနောက်ပိုင်းမှာ online marketing တွေမှာဆိုဒီလိုမျိုးပေါ်ခြင်းသောခြင်းရောင်းချပြီးတော့ဘလို့လိမ့်ရမလဲဆိုတဲ့ instruction မပေးဘဲနဲ့တွားနေတဲ့ဟာကြောက်လူနာတွေအတော့အရေပြားလှကျင်တဲ့လူတွေတော့တော်တော်လေးပြဿနာဖြစ်စေတဲ့အနေ ထားမှာဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ vitamin A ကိုလူတွေတော်တော်များများသိထားတာကကြောင့် retinol တို့ retinaldehyde တို့ဒီလိုမျိုးပုံစံနဲ့ပဲသိထားတယ် yes ဒီ retinol တို့ကကြတော့ beginner friendly တွေအတူ skin care ထဲမှာ routine တွေထဲမှာထည့်ဖို့အရင်အဆင်ပြေတဲ့ဒီ aging သက်သာဖို့ cell renewal ကောင်းဖို့ဒီမှာသုံးတာဖြစ် ပေမဲ့ဒီလို traditional အုပ်စုတွေကကြတော့ self renewal သုံးတယ်ဆိုပေမဲ့လည်း तू က side effect အရင်များတဲ့အုပ်စုတွေကို तू ကပြန်ပါသွားတာဖြစ်တဲ့အတွက်ဒီ traditional အုပ်စုတွေကဆီအောင်ညှို့မှပဲသုံးတာမျိုးတရားပို့ပြီးတော့ တိုက်တွန်းတယ်။အဲ့တော့ဒီဘက်ကဆိုရင်နောက်ထပ်ဗိုက်တာမင်အုပ်စုထဲမှာဆိုရင် beginner friendly retinol retinity ဟာ retinol permeates တဲ့အာတော့ OA ထွက်ကြတယ်ပေါ့နော်။ဆိုတော့ရည်ရွယ်ချက်ကကြတော့တစ်ဖက်မှာကကြတော့အရေပြားလက္ခဏာတွေကိုကုဖို့ယောဂါတွေကိုကုဖို့အတွက်အုပ်စုတစ်ခု ရှိတယ်လို့တစ်ဖက်ကကြတော့လည်း skin care နဲ့ beauty hack တွေအတွက်ကိုလည်းပဲအာဒါဟိုအုပ်စုတတ်တတ်တစ်ခုလည်းရှိနေရဲဆိုတာအောင်သိရမှာဖြစ်တယ်။ ဒါဆိုရင် vitamin A ကိုအစားအသောက်တည်စီရနေလားရလားဆိုတော့ရတယ်။ဆိုတော့ဒီ animal source ကနေပြီးတော့လည်းရတယ်လို့ plant based source ကနေပြီးတော့လည်း ရနိုင်တယ် animal source ကကြတော့ beef liver တို့အာပြီးတော့အစီများတဲ့ငါးတွေစီကနေရတယ်ပြီးတော့ dietary product တွေမှာဆိုနွားနို့တိန်ချင်းကြက်ဦးအဲ့တွေစီကနေပြီးတော့အဓိကရတာဖြစ်တယ်ဆိုတော့ plant based မှာဆိုရင်ကြတော့ခရမ်းကျင်သီးတို့အာကစုံဦးတို့မုံလာဦးနီတို့ဟင်းနွယ်တို့ကြိုက်လန်တို့အာပြီးတော့တရက်သီးတို့ဒီလိုမျိုးမျိုးစားတွေစီကနေပြီးတော့အများဆုံးရနိုင်တာဖြစ်ပါတယ် ဆိုတော့အခုဆိုရင်ဗိုက်တာမင် A လို့အုပ်စုအကြီးထဲမှာကိုအာတောက်ဆေးအနေနဲ့ရော beauty hack အနေနဲ့ရောလိန်စင်းအနေနဲ့ရော skin care အနေနဲ့ရောအစားအသောက်တွေစီရနေပြီးတော့အကုန်လုံးချုပ်ပြီးတော့မြင်သွားပြီလို့ထင်ပါတယ်။ဆိုတော့ဗီဒီယိုလေးကအကျိုးရှိမယ်လို့မျှလင့်ပါတယ်။ TikTok မှာပဲဒေါ်တာအစ်ဖွင့်ထားတဲ့ channel လေးအစ်တစ်ခုရှိတယ်။အဲ username ကကြတော့ arc strategy aesthetic ဆိုပြီးတော့ပေးထားတယ်။ဘာဖြစ်လဲဆိုတော့အဲ့ဒီအစ်တစ် channel လေးကိုဒေါ်တာအမေးဖြေကဏ္ဍလေးနေပဲစု channel လို့ပေါ့နော်။ အခုဒီ main platform ဖြစ်တဲ့ဒီ account ထဲမှာကကြတော့အာဒီတော်တော်များများမိခုံးမိကြတယ်အာဒါပေမဲ့တချို့ဟာလေးတွေဒေါက်တာ text နဲ့အရှိကြီးတွေရိုက်ပေးဖို့အဆင်မပြေဘူးအဘယ်လိုဆိုတော့ TikTok ကကြတော့ဒီ word character လေးကို limit လုပ်ထားတာဖြစ်တယ်အဲ့တော့ချို့လူတွေအတွက်ကိုဒေါက်တာဒီ video နဲ့တေချာပြန်ပေး ပြေးပေးချင်တယ်ဆိုတော့အတူကကြတော့1 minute ပေါ့တကယ်လို့ရှိမယ်ဆိုရင်တော့3 minutes ပေါ့နော်အဲ့တော့တကယ်လို့ဒေါက်တာကိုဒီဗီဒီယိုလေးရေနဲ့ပြန်ဖြေစီချင်တယ် reply the comment လောက်ချင်တယ်ဆိုရင်တော့ဒေါက်တာရဲ့အစ်စ် channel ဖြစ်တဲ့ arc doctor yuri aesthetics ကို follow လုပ်ထားလို့ရတယ်အဲ့ဒီမှာသက်ဆိုင်တဲ့ဗီဒီယိုအောက်မှာမေးလို့ရတယ်အဲ့ဆိုရင်ဒါတာပြန်ပြီးတော့ဗီဒီယိုလေးနဲ့ပြန်ဖြေပြီးရမျိုးလေးလုပ်ပေးလို့ရတယ်ဆိုတော့အာဒီ TikTok ကမှာ arc doctor yuri aesthetics ကို share လိုက်ပါပြီး follow လုပ်ထားလို့ရပါပြီ